မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်နေကြီးရေးသားသောရှေခေတ်ကနဝဲမင်းသားမင်းသမီးများဆောင်မှမြင်ငွေးကျဲရုပ်ရှင်တစ်ခစ်ကိုဥဆောင်ခဲ့သူကျော်ရွှေသူမဟုတ်ယနေ့ကျော်ဆွေးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်ကျော်ရွှေမှကျော်ဆွေ ဂျပန်ဒေါ်လာရေးကာလတွင်ဘုံမှုပထူဗိုလ်ချုပ်တင်ဖီရိုနှင့်အတူပါဝင်ခဲ့သည်။မော်ကွန်းဝင်တတိယဆင်ရရှိခဲ့သည်။ဒုတိယကမ္ဘာစစ်ပြီးသောအခါကြော်ဆွဲသည့်ရုပ်ရှင်လောကသို့ဝင်ရောက်ခဲ့သည်။ဗြိတိရှဘာမာရုပ်ရှင်ဒရိုက်တာဥပရှင်ရိုက်ကူးသည့်ဆော့ယာဆန်ရှား1946တွင်ဒုတိယမင်းသားဖြစ်စတင်ပါဝင်ခဲ့သည်။ထို့နောက်ပဲရော်ရုပ်ရှင်မရိုက်ကူးသည့်ဗိုလ်ချုပ်ဇာကား၌ခေါင်းဆောင်မင်းသားဖြစ်လာခဲ့သည်။စစ်ပြီးခေတ်တွင်ပထမဆုံးထုတ်လုပ်သည့်အတန်လေးရုပ်ရှင်ဖြစ်သည်။ မူလမင်းသားနာမည်မှာကျော်ရွှေဖြစ်ပြီးတက်တီပြက်တီစကားကိုရိုက်ကူးရတဲ့ဒရိုက်တာပဲရော့ဖေးချိုင်းနဲ့အချင်းများပြီးပဲရော့ရုပ်ရှင်နဲ့လမ်းခွဲခဲ့သည်ပဲရော့ဖေးချိုင်းကလည်းကျော်ရွှေ၏အဘအတိတ်ပဲဆောင်၍မောင်အေးကြီးကိုရွှေဘဟုနာမည်ပေးပြီးမင်းသားသစ်တင်ကတက်တီပြက်တီကိုဆက်လက်ရိုက်ကူးခဲ့သည်မင်းသားကျော်ရွှေကလည်းဆက်ဆက်ထိမခံပဲမြမဆွေ A1 ဖလင်းနဲ့လက်တွဲ၍ကျော်ဆွေဟုအမည်ပြောင်းကဆက်လက်ရိုက်ကူးခဲ့ရာထိတ်တန့်မင်းသားတို့ဖြစ်လာခဲ့သည် မြန်မာရုပ်ရှင်လောကအတွက်လေလာရှာဖွေခြင်းစံသစ်တီထွင်ခြင်းနဲ့ထူးခြားသည့်ရှုခင်းအလားရိုက်ချက်များဖြင့်အောင်မြင်မှုမှတ်တိုင်ကိုကာလကြာရှည်စွာထိမ့်သိမ်းထားနိုင်ခဲ့သည့်ကြော်ဆွေကြော်ဆွေသည်မင်းသားတက်တက်မဟုတ်အောင်မြင်သောဒရိုက်တာတဦးလည်းဖြစ်သည်တရုတ်ဆောင်မှုအတတ်ပညာတွင်အတန်လေးခင်မှအစာပြေ၍အတန်အတွက်ရုပ်ရှင်ခဲ့သည့်နှစ်30ကျော်ထိမ့်သိမ်းထားနိုင်ခဲ့သည်မှုဟိဇက်ကားမှအတော့ ရိုက်တာဥချခင်ကြီးလက်ရာစာရေးဆရာမကြီးခင်းနေယူဤဝတ္ထုတရုပ်ဆောင်ကျော်ဆွေးရဲ့အတော့တရုပ်ဆောင်ထွန်းဝေကိုကိုနိုင်တရုပ်ဆောင်မြင့်မြင့်ခင်မှွေးတို့ပါဝင်သောတုံးဝင်ဆိုင်အချက်ဇလန်ဒရိုက်တာဥချခင်ရိုက်ကူးသောမှွေးဇက်ကားတွင်မှွေးကိုဇက်ကောင်တေးပြီးအတော့ကိုကိုနိုင်ဖရက်ဒီ မွေးလိုလေးရောက်ဤဇက်ကားသည်အတုဇက်ကောင်ကျော်စွေကိုပြိသက်ရင်နဲ့ဆွဲထင်ကြင်စေသည်ထူးထူးခြားခြားဇက်ကားဖြစ်ခဲ့သည်အတုဖြစ်သေယုတ်ဆောင်သည့်မင်းသားကျော်စွေသည်အမှုရာတီတီငိန်ငိန်နဲ့သေယုတ်ဆောင်ကောင်းသည့်အပြင်ဒရိုက်တာဦးချစ်ကင်သည်လည်းအသင်ပြကောင်းသောဒရိုက်တာဖြစ်ခဲ့သည်ဆွေဆောင်ရကျော်စွေ ကျော်ဆွေသည်အနီရောင်ကိုမျက်နှို့၍ဘူအောင်တင်ဆက်ကားကိုအနှစ်သက်ဆုံးဖြစ်ပြီးခင်မောင်ရင်နှင့်မေရှင်တို့သည်သူ၏အကြိုက်ဆုံးသရုပ်ဆောင်များဟုဆိုသည်။မင်းသားကြီးကျော်ဆွေသည်ဂျပန်ဘာသာစကားကိုတက်ကြွပြီး1962ခုနှစ်၌ဂျပန်ပြည်တိုရုပ်ရှင်စတူဒီယိုတွင်နာမည်ကျော်ဂျပန်ဒရိုက်တာယာရှုမွန်ဂန်နဝင်ဆက်ကားရိုက်ကူးဖန်တီးသူ ကူရိုဆာဝါဌာန၏ပညာသင်ကြားခဲ့သည့်တပည့်တဦးဖြစ်သည့်ဂျပန်ပြည်တွင်ဓာတ်ပုံပညာကိုတစ်နှစ်တိတိသင်ယူခဲ့ရာအရှိတောင်အာရှပညာသင်များတဲ့၌ကျော်စွေသည့်ပထမဆုံးရ၍အောင်မြင်ခဲ့သည် တရုတ်ပြည်သို့ရုပ်ရှင်အမှုပညာအဖွဲ့နှင့်တုံ့ငိမ့်တိုင်တိုင်သွားရောက်ခဲ့ပြီးအိန္ဒိယနိုင်ငံသို့မှုစကားကိုရိုက်ကူးရန်သွားရောက်ခဲ့ဘူးလို့လည်းဖြစ်သည်။ကြည်ရည်လေတနက်ပြေပြိုင်ပွဲများတွင်ပြောင်းလို့တနက်ပြေ၌ဒုတိယဆုရခဲ့သည်။1968ခုနှစ်အမျိုးသားတကွန်ဆိုင်မီတာ90ပစ္စတိုပြိုင်ပွဲ၌ပထမရွှေတံဆိပ်ဆုရရှိခဲ့သည်။ရန်ကုန်တိုင်းတနက်ပြေလက်ရွေးစင်တူဦးဖြစ်သည်။ ရေကူမြင်းစီနှင့်လက်ဝေပညာများကိုဆွဲဆွဲမြဲမြဲလေ့လာသင်ယူခဲ့သည်။ကျော်ဆွေကိုဝင်းတော့ဥပနှင့်အမိဒုံးစိန်တို့မှ1985ခုနှစ်တပူရဲလာဆန်း6ရက်တနင်္ဂနွေနေ့တွင်ပဲခူးမြို့၌မွေးဖွားခဲ့သည်။ငယ်နံမဲမှာမောင်သိန်းဖြစ်တော်လဲမိဘများကမော်နီဟုသာချစ်စနိုးခေါ်ခဲ့သည်။မွေးခြင်း9ရက်နဲ့တက်တရမြောက်သားဖြစ်သည်။ရန်ကုန်စိန်ကျွန်းကျောင်းထွက်ဖြစ်သည်။ကိုလိုနီခေတ်ဘေးရင်လေးတက်မတော်၌ဝင်ရောက်မှုထမ်းခဲ့ပြီးပဲခူးမြို့၌ဗမာတက်မတော်သို့ဝင်ရောက်ခဲ့သည်။ ចောင်းသားဘွားကပဲဒုဗမာစီယုံဝင်ဖြစ်ခဲ့ပြီးဘွားအောင်ကျော်ចောင်းသားတပိတ်တွေပါဝင်ခဲ့သည်မြင့်ဝင်းကျဲစီနီမားစကုပ်ဇာကားကိုကျုံဆွေကဥစွာပထမရိုက်ကူးခဲ့သည်အိန္ဒိယရုပ်ရှင်ကုမ္ပဏီတစ်ခုမှအိန္ဒိယမင်းသမီးဟယ်လင်နဲ့တရုတ်ဆောင်ရန်ကမ်းလှမ်းခံရသည့်မင်းသားဖြစ်သည်ဧဝရုပ်ရှင်ဒရိုက်တာဦးချင်းစိန်ရိုက်ကူးသည့်အထောက်တော်ရှူဝါမြေဇာကားများကိုဆက်လက်ရိုက်ကူးခဲ့သည် ပထမဆုံးဒရိုက်တာဖြစ်သွေးနေနေစီကိုကိုယ်တိုင်သရုပ်ဆောင်ရိုက်ကူးခဲ့သည်ကျော်ဆွေသည်စီဝါရေးကတိကဟောင်းဒွန်းနှွဲ့နှွဲ့ရီနှင့်အိမ်တော်ကြခဲ့ပြီးရင်သွေး၅ရောက်ရရှိခဲ့သည်သူတို့မှာဝင်းနှွဲ့ဆွေတက်ဦးဆွေခိုင်သည်ဆွေဝင်းမော်နီတမိလေးရောက်နဲ့ကျော်ဆွေတက်မှာအငယ်ဆုံးသားဖြစ်သည်ခိုင်သည်ဆွေမှာပကြီးဝါသနာပါသူဖြစ်သည်ကျော်ဆွေသည် A1 နှင့်ဗီရိရှားဘာမာရုပ်ရှင်တို့တွင်လက္ခဏာအဖြစ်ဆယ်နှစ်လောက်ကိုင်းခဲ့သည်ကျော်ဆွေသည်မင်းသမီးမေရှင် မေမြမေလွယ်မေတိမေမြင့်မေဆန်းမေရီမြ မြင့်မြင့်ခင်တင်းနေမူជីជីသေးမေရီမြင့်တင်းတင်းလေဆန်ရှားတဲ့ခင်းယူမေတို့နဲ့တွဲဖက်ရိုက်ကူခဲ့သည်မိုးရွှေရှင်ကုမ္ပဏီတည်ထောင်ပြီးကြော်ဆွေကိုတိုင်းစကားများစွာရိုက်ကူခဲ့သည်အတွဲများဆုံးနဲ့လိုက်ဖက်အညီဆုံးမှာမင်းသမီးမေခင်းယူမေဖြစ်သည်ကြော်ဆွေသည်တသွေးသမီးမိုးနတ်ချစ်မာယာရဲတကောလွတ်ပြီးကျွတ်ပြီးမင်းအောင်မင်းအောင်ပွဲခါညောင်ရေးမချူတာသည်ချစ်တန်တရားစော့ရမင်းသားချစ်ရေးမလွယ်တန်ပြုံးမြက်ရေးဟိုဒီမြတ်တာလန်း တီဆောင်ဟေမန်ဖူးစာနှခိုင်တားဘူအောင်နဲ့ပုံပမာစိန်လက်ဥစရာသာပြုံးဝေမုံးသည်ညနို့သူမှွေချစ်မြတာတစ္ဆာရှင်လာနိုးငယ်မျောဖြေလျော့ကွေမိုးနစ်မြက်ရေ တခြားကဘာကချစ်သူပလဲမြက်ရေ တောင်ကိုဝေဝေမြူကြီးဆိုင်ဆိုင်တမှုရရတန်ရောစဉ်မိဘတနခါပြက်လေးမှထို့ပြင်တင်မောင်ဆွေနဲ့မိုးစနာ မင်းသားဆိုရွှေမန်းလျှော့လေုံစောခတ်ငယ်မင်းသားကျော်ဟင်းကိုလူကျော်တို့လာချေပြီမင်းသားညွန်ဝင်းကျွန်တော်နဲ့ကိုဘကျော်ဗမှန်ဗဇန်ကြောင့်မင်းသားကိုလိုက်ခြင်းနေဝင်း မွေမွေချင်းချင်းပြင်မင်းသားရွှေဘတို့နဲ့လည်းတွဲဖက်တရုပ်ဆောင်ခဲ့သည်မင်းသားကြီးကျော်စွေသည်အသက်58နှစ်အရွယ်1982ခုနှစ်ဩဂုတ်လ15ရက်နေ့တွင်ကွယ်လွန်ခဲ့သည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်